Hello အားလုံးပဲမင်္ဂလာပါ Hearing Gaming ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ Open World ချစ်သူတွေအတွက်ဖုန်းပေါ်မှာဆော့လို့ကောင်းမယ် Open World Game တွေကိုပြောပြပေးသွားမှာဖြစ်ပါတယ်အခုဗီဒီယိုတွေက Game နေတယ်ကတစ်ခုလောက်က Browser ကိုကြိုက်တွေ့စီမယ် Game နေလည်းပါဝင်နေနိုင်သလိုစိတ်ဝင်စားဖို့ကောင်းတဲ့ Game နေလည်းပါဝင်နေတာကြောင့်အခုပဲဗီဒီယိုလေးကိုတွားကြည့်လိုက်ကြအောင်ခင်ဗျာ Let's go Let me down. Let me down. နံပါတ်10 Trap Master War Simulator ဘာသာတော်ကဂိမ်းဆော့တိုင်းတိုက်ရခိုက်ရခိုးရထိရတာတွေကိုညီးပွေးသူတယောက်ဆိုရင်တော့အခုပြောပြမယ် Trucker King ကတင့်တော့ပါပဲ ကိုကထရန်ကာမောင်းတဲ့နေရာမှာမျိုးစော်ပစားရမှာဖြစ်ပြီးမျိုးတွေတစ်ခုပြီးတစ်ခု delivery ပို့တာမရှင်တွေလုံဆောင်ရင်းနဲ့ကိုယ့်ရဲ့ truck ကအင်ဗိုင်ယာကိုကြီးမားခြေပြန့်လောက်လုံဆောင်ရပါမယ်ဖြစ်ပါတယ်။ဒင်းရဲ့မက်ကလည်းအပြင်ကမျိုးတွေဖြစ်တဲ့အလီချီကာကိုလိုလိုမျိုးတွေရဲ့မက်ဒီဇိုင်းတွေကိုအခြေခံပြီးရေးဆွဲထားတာဖြစ်တာကြောင့်တော်တော်လေးကိုကြည့်လို့ကိုကအဲ့ဒီမက်ကြီးရဲ့မှာလည်းစိတ်ချသွားလာလှုပ်ရှားလို့ရပါတယ်။ဒင်းရဲ့ graphic ရာသီဥတု control ပိုင်းအနေနဲ့ ဒီနိုင်ဆိုင်ကင်ကြီးချိန်းတာလေတော်တော်လေးကိုကြည်တီးကြပြီးမိုက်တလို့မယ်တီပလီယာမှုပါဝင်လာကြတော့ကိုယ့်ရဲ့တငယ်ချင်းတွေနဲ့လည်းဒီလိုပပဆော်ဝင်လာလို့ရနိုင်မှသေးတယ်နံပါတ်9 match failure ဒီဂိမ်းဟာ senior open world game မျိုးစားဖြစ်ပြီးတင်ရ match ဆိုတဲ့ကဘာတဲကိုပို့ဆောင်ခံလိုက်ရတယ်။ကောင်လေးတယောက်နေရာနေစော်စားရမှာဖြစ်ပါတယ်။ တဲ့ဟာမရှန်တာအဖြစ်အရင်မှကျိုးပါကြီးကိုစူးစမ်းကအော်တိုမက်လို့ခေါ်တဲ့တက်ရှိစေရုပ်တွေကိုဖန်ဆီးရမှာဖြစ်ပြီးဖန်ဆီးရမိလာတဲ့စေရုပ်တွေကိုလည်းစိတ်ကြိုက်ပြင်ဆင်လို့ရပါတယ်။တင်ဟာခြေပြိုးလာတဲ့ကျုံကြီးထဲမှာစူးစမ်းရင်လည်းတဘာဝအေးမြစ်တွေကိုစူးစမ်းတော့ကုရဲ့စူးစမ်းခန်းတွေအတွက်လိုအပ်တဲ့ပစ္စည်းအသစ်တွေနဲ့လက်နက်တွေကိုဖန်တီးရမှာဖြစ်ပါတယ်။ဒီခေတ်ရာစရဂျီနဲ့အရှင်ကိုပေါင်းဆက်ပေးတာကြောင့်များပြားလာတဲ့မရှင်တွေအတွက်တင်ရဲ့ Miss Squad ကိုဘလို့တိဆောက်ပြီး upgrade ထုတ်ထားတယ်ဆိုတာကို အရေးကြီးရဆိုတာ brother တို့အနေနဲ့မမေ့ဖို့လိုပါတယ်နံပါတ်8 tetanus day tetanus day ဆိုမီအပိုကလစ်ဂိမ်းတစ်ခုဖြစ်ပြီးဂိမ်းထဲမှာရှင်သန်မှုဟာပန်းတဲ့တစ်ခုဖြစ်အောင်သာမကအရေးကြီးဆုံးအရာလေးဖြစ်ပါတယ်တင်ကကဘာပစ်ကြီးရဲ့မှာ resource တွေကိုရှာဖွေရင်းနဲ့ base တွေကိုတည်ဆောက်ရမှာဖြစ်ပြီး resource တွေကိုရှာဖွေဖို့အတွက်ကြောက်မှတ်ဖို့ကောင်းတဲ့ဒေခန္ဓာရည် ရေခဲနေတဲ့ကြောနေကိုစူးစမ်းရမှာဖြစ်ပါတယ်။ Survivor ဂိမ်းနေတဲ့ဒုံးစံအတိုင်းရရှိလာတဲ့ item တွေနဲ့ကိုတက်ရှင်မှုအတွက်လိုအပ်တဲ့ weapon တွေပစ္စည်းတွေကိုခွဲရမှာဖြစ်ပြီး cracking လုပ်ပြီးရရှိလာတဲ့လက်နက်တွေနဲ့ zombie အုပ်စုတွေကိုဆက်မပြတ်တိုက်ခိုက်ဖို့အတွက်စုံစမ်းရမှာဖြစ်ပါတယ်။ဂိမ်းက online mode ဖြစ်တာကြောင့်တင်ရမှတ်ခင်းမှာစူးစမ်းရှာဖွေသွားလာရင်လည်းရှင်သန်သူတွေကိုတွေ့ရင်လည်းကား cycle တို့နဲ့ခေါ်ယူလာနိုင်တယ်လို့ကိုယ့်ရဲ့တငယ်ချင်းတွေနဲ့ကို op mode မှာစုံစမ်းပြီးတော့ပူးပေါင်းလို့ရပါတယ်။ အကုန်လုံးကိုခြုံပြောရရင်တော့ဂိမ်းက graphic လည်းကောင်းတယ် story လည်းကောင်းပြီ control ဘက်ကလည်းအဆင်ပြေပြေနဲ့ထိန်းချုပ်လို့ရတဲ့ကြောင်းဆိုပြီးအပေါက် click game ကိုကြံ့ညက်တတ်တဲ့လူတွေအတွက်တော့စုံစားကြည့်တဲ့နဲ့ game လေးတစ်ခုပဲဖြစ်ပါတယ်နံပါတ်7 Horror Day 3 The Witch နောက်ဆုံးမှာတော့နင်းငယ်ကြောင်စောင့်နေရတဲ့ Horror Day 3ဟာဆိုရင် အခုဆိုရင်မိုဘိုင်းပေါ်ရောက်ရှိလာပြီပဲဖြစ်ပါတယ်။ဂိမ်းဟာ brother တို့ကြောက်စရာကောင်းလို့ဝက်စမ်းကျတဲ့ကဘာတွေကိုပြစ်သွင်းလိုက်မှဖြစ်ပြီးတင်ဟာထိုဂိမ်းထဲမှာရှိတဲ့ထူးဆန်းတဲ့ဖြစ်ရတဲ့နောက်ကွယ်ကအမှန်တရားပေါ်ထုတ်ခါအသက်ရှင်မှုအတွက်ကြိုးစားရပါပါ။ဂိမ်းထဲမှာတော့ဒိတ်နဲ့ဆရာတွေဘေးရီဖြည့်ရှင်းတာကြီးပါဝင်ပြီးကိုကမှောင်မိုက်တဲ့နေရာတွေကိုစူးစမ်းရတာထူးခြားတဲ့ဘေးရီတွေကိုဖြည့်ရှင်းရတာစတဲ့အရာတွေပါဝင်ပါတယ်။ကိုကပဇယ်တွေကိုဖြည့်ရှင်းနေစဉ်အတွဲမှာလည်း တဲ့ကိုလိုင်းလံဖန်းစီတဲ့ကြောက်စရာကောင်းတဲ့လူသားသမားရဲ့ရှမ်းဟန်းလေးရှောင်ရှားရအောင်ပါပါဂိမ်းနဲ့မပါဝင်တဲ့အခမ်းအနားရဇလန်းကိုပုံမနှက်ရှမ်းအောင်ဆွဲဆောင်သွားမှဖြစ်ပြီးကိုကစီးဖြစ်ပြီးလို့ထင်လိုက်တာနဲ့အော်တင်စရာတွေကပေါ်လာမှဖြစ်လို့စကေးလေးဖြစ်ပတ်စံလေးပါတဲ့ဂိမ်းလေးကိုတက်တက်တူတူရဲ့အထွတ်တော့ဒီဂိမ်းကအကောင်းဆုံးနေတဲ့ရတစ်ခု နံပါတ်6 Wi-Fi 7 Geo Wi-Fi 7 Geo ဆိုတဲ့ဒီဂိမ်းလေးဟာ GTA ပုံစံအပေါ်မှာ Brazil Style လေးနဲ့စုံစားရမယ် Street Level Open World Game တစ်ခုဖြစ်ပါတယ်။ဂိမ်းထဲမှာတင်းကျန်းတန်းတဲ့ရက်ွက်တွေထဲမှာနေတိုင်းနဲ့ကောင်းလေးတယောက်နေရာနဲ့စုံစားရမှာဖြစ်ပြီးရက်ွက်တွေကလူစိုးကိုင်းတွေကိုဝန်ရောက်က Criminal တွေပြုတ်လုပြီး Mission တွေကို Finish ဖြစ်အောင်လုပ်လို့ကြသလိုကိုဘာသာမြူထဲမှာလည်းဘာမှမလုပ်ဘဲအေးအေးဆေးဆေးနေထိုင်လို့ရပါတယ်။ဒီဂိမ်းမှာထူးခြားတဲ့ချက်ကတော့အခြားသော player တွေနဲ့စုံစားနိုင်တဲ့မှုပါဝင်ပြီး အဲ့ဒီမုံမှာဆိုရင်တော့ကိုကဘေးစင်းကနေ cry fighting အထိမတူညီတဲ့အရာတွေကိုလုံးဆောင်နိုင်ခြင်းမဖြစ်ပါဘူး။ယူသားဆုံးပြောရမယ်ဆိုရင်တော့ဒီဂိမ်းမှာစိတ်ဝင်စားဖို့ကောင်းတယ်။ဂိမ်းကစားနည်းတစ်ခုပါဝင်တာကြောင့်စမ်းစိုးတင်တဲ့ဂိမ်းတစ်ခုတည်းဆိုရင်မမှားပါဘူး။ ကဲနောက်ထပ် gain နေစီကိုဆက်သွားခင်မှာ brother အနေနဲ့အခုလိုမျိုး video နဲ့အခြားသော gain အကြောင်းအရာတွေကိုစိတ်ဝင်စားနေဆိုရင်တော့ကျွန်တော်တို့ရဲ့ channel လေးကို subscribe လေးလုပ်သွားလို့ရပါတယ်။ကဲဒါဆို video လေးစီဆက်သွားလိုက်ကြအောင်ခင်ဗျာ။ number 5 raising king တဲ့ raising gain ကိုတနည်းတည်းသူဖြစ်တယ် freedom နဲ့ဖြစ်တယ်။ကိုယ်စိတ်သွားလာလို့ရတယ် open world raising king ကိုရှာဖွေနေရဆိုရင်တော့ raising king ဆိုတဲ့ဒီ game လေးကကောင်းမွန်တဲ့ယူချက်မှုတွေရတဲ့ခုပါပဲ။တဲ့မြူထဲမှာရှိတဲ့ land ကြီးကံယူတဲ့နေ ဝေးပြီးလမ်းမတွေတောင်တန်းကွေတွေနဲ့သေခဏရလမ်းတွေစိတ်ကြိမ်မောင်းနေနိုင်ကကျေပြိုးလာတဲ့မြေပုံကြီးထဲမှာစူးစမ်းနိုင်ပြီးကိုကအခြားသောမတူညီသေးတဲ့ကား90ကျော်ကိုလည်းဝယ်ယူပြီးစိတ်ကြိမ်ပြင်ဆင်ကမောင်းနေနိုင်ပါသေးတယ်။ဂိမ်းရဲ့ driving mechanic နဲ့ physics ပိုင်းဆိုင်ရာတွေကလည်းတည်တည်ကျလို့ weather day night cycle တွေနဲ့ racing event တွေပါဝင်တာကလည်းဒီဂိမ်းကို realistic ဖြစ်စေပါတယ်။ဒါပြင်ဂိမ်းက offline မှာကစားလို့ရတာကြောင့်ဘယ်နေရာဘယ်ချိန်မှမစိုးစောကစားနိုင်ပါတယ်။ နံပါတ်4 game of throne game of call game of throne family အတွက်နောက်ဆုံးမှာညှိနှိုင်းဆောင်စားနေရတဲ့ game နေရာ mobile ပေါ်ကိုထွက်ရှိလာပြီပဲဖြစ်ပါတယ်ဒီ game story ကိုတော့ season 3နဲ့4ကြားမှာအခြေခံပြီးတိဆောက်ထားပြီးတင်ဟာ serious iconic character တွေဖြစ်တဲ့ Jon Snow နဲ့ Cersei တို့ကိုကင်တွေပြီးစောင်းစားနိုင်မှာဖြစ်ပါတယ်ခုနှစ်ပြီတော့မှာလေစိတ်ကြိတ်သွားလာပြီးစူးစမ်းလို့ရပါသေးတယ် game and combat system အဆိုရင်အရန်ကို mic လို့ open world ဖြစ်တဲ့ map ကိုတိဆောက်ထားပုံပါလေ ဒီလေးကြပြီးတော့ story ဘိုင်းမှာလည်းသူ့အနေနဲ့သူ့ကိုအဆင်ပြေပါတယ်။ဒါပေမဲ့ gain က story ဘိုင်းနဲ့တခြားသောဘက်တွေကိုအားစိတ်ထားတာကြောင့် gain ရဲ့ optimization အပိုင်းမှာတော့လိုအပ်ချက်တွေရှိနေပါတယ်။သူ့တစ်ဖြစ်ဒီ gain ကိုလိုအပ်တဲ့ merit device တွေမှာစောကစားမယ်ဆိုရင်တော့အခြေအမြဲအမဲများမှာတော့နိုင်ငယ်လက်ပြီးပြဿနာရှိပေမဲ့နောက်ထပ် update တွေကြရင်တော့သူ့ပြဿနာကိုဖြေရှင်းပေးဖို့အတွက် optimization ကောင်းကောင်းလုပ်ပြီးဖို့တော့ကျွန်တော်ကတော့ညွန်နေမိပါတယ်။ မှတ်3 Udi University Edition နောက်ဆုံးမှာတော့နှစ်ပေါင်းများစွာကြာပြီးတဲ့နောက်မှာ gain အတိအကျ update တစ်ခုရရှိခဲ့ပြီဖြစ်ပါတယ်ဒီ update က3-2ရောမဟုတ်ပေမဲ့ roster က buff တွေကိုပြင်ဆင်ပြီးသက်ဆောင်ရေးမြင့်တင်ပြီးတဲ့ patch ကိုထုတ်ပေးခဲ့တာဒါဖြစ်ပြီးအဲ့ဒီ patch ကြောင့်ပဲ gain ကအရင်အထက်ပိုပြီးဆော့ရတာပြောဖို့ကောင်းလာခဲ့ပါတယ်အထူးသဖြင့် Android နဲ့ iOS ဖုန်းတွေတည်မှာပေါ့အခု update ကပုံမှန်ကောင်းမွန်တဲ့ graphic တွေကိုယူဆောင်လာပေမဲ့ gain ထဲမှာတော့ mission အစ်စ်တွေနဲ့ DSC အစ်စ်တွေကိုထပ်ထည့်ထားခြင်းတော့မရှိသေးပါဘူး တရားဂျီမီဖြစ်ကစားမှာဖြစ်ပြီးကြောင်းတက်ရင်နဲ့ open war match ကြီးကိုစူးစမ်းကကြောင်းထဲမှာရှိတဲ့ brand တွေလုံးတဲ့သူတွေနဲ့အနိုင်ကျင်းတဲ့သူတွေကိုတိုက်ခိုက်ပြီး story ကိုခန်းစားစီရပြီးတော့စုံစမ်းရမှာပဲဖြစ်ပါတယ်နံပါတ်2 Odin Valhalla Rising Odin Valhalla Rising ဆိုတဲ့ဂိမ်းလေးကမကြသေးခင်မှာထွက်ရှိလာဖြစ်ပြီးဂိမ်းရဲ့ graphic ဟာ mobile graphics ဆိုရင် next level ကိုရောက်ရှိနေတာဖြစ်ပါတယ် ဂိမ်းထဲမှာတိစောက်ထားတဲ့ကဘာကြီးကလည်းအရန်ဟိုမှာ message ဖြစ်လုံးပါတယ်။ player တွေကကြေပြန်းလာတဲ့ open world match ကြီးထဲမှာ quest တွေလုပ်တာစူးစမ်းတာတိုက်ခိုက်တာတွေလုပ်ရပြီးဂိမ်းထဲမှာပါဝင်တဲ့ character တွေလှုပ်ရှားတာလည်း realistic ဖြစ်တာကြောင့်ကျွန်တော်ကတော့သဘောကျပါတယ်။ဒါပေမဲ့အရေးအသားဆုံးပြောရရင်တော့ဂိမ်းကအရင်ကြီးကောင်းနေရမျိုးတော့မဟုတ်ဘူးဗျ။ ခင်ရဲ့ကွန်မတ်ပိုင်းကအစင်သိပ်မပြေသူလို့ ਨੇ တက်တာကင်စနစ်တွေဖြစ်တာကြောင့်လူတိုင်းနဲ့တော့ကိုက်ညီမှာမဟုတ်ပါဘူး။ဒါပေမဲ့ brother တို့က virtual ဘိုင်းရမ်းမိုက်ပြီး player အသင်းတင်းရှိနေ MMO RPG game ကိုရှာဖွေနေပြီး auto play ဒါမှမဟုတ် mobilization ကို game site ကိုဆိုရတော့ Ori Valor Racing ကအစားသင့်တဲ့ game တစ်ခုဖြစ်ပါတယ်။ Number 1 One Human နံပါတ်1မှာရှိနေတဲ့ game တွေကတော့ brother တို့မျှော်မှန်းထားပြီးသားဖြစ်တဲ့ One Human ပဲဖြစ်ပါတယ်။ဒီ game ကတကယ်လို့ level up ဖြစ်တဲ့ game တစ်ခုဖြစ်ပြီး Genshin Impact ရဲ့ Freedom Style 5G ရဲ့ shooting mechanism တွေနဲ့ survival game ရဲ့ apocalypse တွေကိုစားတယ်အချိန်အားလုံးပေါင်းစည်းထားတဲ့ game ခုလိုစီကူးကြည့်လို့ရပါတယ် game graphic ကအရင်မိုက်လို paint to win slick ကပါဝင်ပေမဲ့အချို့သော game တွေထပ်ပို့ပြီးတော့မစိုးရလာပါဘူး game နဲ့မှာတင်က PvE နဲ့ PvP server တွေကိုရွေးချယ်ပြီးစုံစမ်းနိုင်ပြီးထူးဆန်းပြီးတော့လေပြားမှုရှိတဲ့နေရာတွေကိုစုံစမ်းကကြောင်းလဲသွားတဲ့တံတားတွေကိုတိုက်ခတ်ရမှာဖြစ်ပါတယ်။ ဂိမ်းထဲမှာသင်ရတခြားသူတွေရဲ့ high tier key တွေကိုလည်းလူယူတာကိုယ်ပိုင်လက်မဲ့အဖြစ်ဖန်တီးနိုင်ပါသေးတယ်။ဒါပြင် browser တို့ကအရှင်မင်းများနဲ့လှုပ်ရှားရသဘောကျတယ်ဆိုရင်တော့ battle run ရဲ့လို့ mode တွေတော့ပါဝင်ပါသေးတယ်။ဘဝမှာ squad တီတိဆောက်ပြီးစော်သားရတာဖြစ်တာကြောင့်ကိုယ့်ရဲ့တငယ်ချင်းတွေကောမလီနဲ့စော်ရင်တော့ပေါ်ပြိုစရာကောင်းပြီးတင်းအစော်ရှိတဲ့သူတယောက်ဆိုရင်တော့တယောက်တည်းအကြီးကျယ်စွာစော်စားရမှာပဲဖြစ်ပါတယ် င်ကိုယ်တိုင်က boss တီကိုရှင်းနေဖို့အတွက်တင်းရဲ့ကိုပိုင် base ကိုတိဆောက်ပြီး forest fire ချေလို့စပါတယ်အဖွဲတစ်ဖွဲ့ကိုတိဆောက်က pvp zone တွေမှာတော့တိုက်ခိုက်ဖို့အတွက်အဖွဲဖွဲ့နိုင်ပါတယ်အကုန်လုံးခြုံပြောရမယ်ဆိုရင်တော့ one human graphic နဲ့ mic control နဲ့ sound design နေရာတဲ့ရမ်း mic တွေဆိုပေမဲ့အဲ့ဒါတွေအကုန်လုံးရရှိဖို့အတွက်ကတော့ဖုန်းကောင်းကောင်းလုံးလိုအပ်နေတာကတော့အားနည်းချက်တစ်ခုပါပဲ ကဲဒီဂိမ်းတွေကတော့ Android နဲ့ iOS မှာကစားနိုင်တဲ့ open world game တွေပဲဖြစ်ပါတယ်။ browser အနေနဲ့ကျွန်တော်ပြောပြပေးသွားတဲ့ game တွေကဘယ်ခင်းအကျိုက်ဆုံးလဲဆိုတော့ comment တွေရှိပြီးပြောပြလို့ရတယ်လို့ကျွန်တော်ရဲ့ video အထောက်အကူဖြစ်တယ်ဆိုရင်တော့ like လေးပေးသွားဖို့နဲ့ Heroin Gaming ဆိုတဲ့ channel လေးကို notification ကောင်းလုံးလေးဖွင့်ပြီး subscribe လုပ်ထားဖို့တော့မမေ့ပါနဲ့နော်။ကဲဒါဆိုရင်နောက်ထပ် video မှာပြန်တွေ့ကြတာပေါ့ see you guys in next video